Hello King Johnny Story ကနေအားလုံးကိုကြိုဆိုလိုက်ပါတယ်။ဒီနေ့မှာတော့ပကံမလဲပတ်တာနှစ်ရက်မြောက်နေ့ရှိပြီပဲဖြစ်ပါတယ်။ဖရားတွေဖူးမယ်လဲမယ်ပတ်မယ်ပြီးတော့အားလုံးသိချင်နေကြတယ်။ ਈ ပိုက်ဈေးနှုန်းတွတ်တုတ်ဈေးနှုန်းဟိုတယ်ဈေးနှုန်းတွေကိုပြပြပေးသွားမှာဖြစ်ပါတယ်။အခုကတော့ကတော့ပလင်ဖရားတော့ဖူးမှာပါ။ဒီကတော့ပလင်ဖရားကပကံမျိုးဟောင်းမှတည်ရှိပြီးပကံခိကပြည်သူကလဲရများကိုလည်းထင်ရှားစွာတွေ့မြင်နိုင်တော့ဖရားရဲ့လူတွေလက်တွေတာကင်သွားအထင်တယ်။ အခုခင်ရမယ့်နေရာကတော့ပကံမျိုးရဲ့အမတ်သားတစ်ခုလို့ပြောရမယ်ဘူဖျားစီတီတော်ပါဒီဘူဖျားကအရာဝတီမြေကြီးရဲ့ဘေးမှာရှိရပါတော့ညနေခင်းဆန်ဆက်ကိုကြည့်မယ်ဆိုရင်ဒီဘူဖျားအနေနဲ့ကြည့်မယ်ဆိုအရန်ကိုလှပ်ပါပါတယ်ခင်တော့ကတော့အာနှစ်လေခင်ရောက်သွားခဲ့ရပါတော့ခင်တော့ကညနေကြတော့မှဆန်းဆက်ကိုမျောစင်မှာတွားကြည့်မှာပါတော့ ကဲအခုကတော့ခင်တို့ရွှေကူကြီးခေါ်နန်းဦးစီတီတို့ရောက်ရှိနေပါဖြစ်ပါတယ်ဒီပြားကြီးကနန်းကြီးပါရှိလို့နန်းဦးပြားလို့လည်းခေါ်ပါတယ်ရွှေကူကြီးပြားလို့လည်းခေါ်ပါတယ်အန်တီတို့ကကြတော့ဒီကဈေးတယ်တွေပါ guide တွေမဟုတ်ပါဘူးစီနီယာအလက်ဈေးတယ်33ဦးရှိတယ်ကို့အလက်ကြလေးတွေကိုအဲ့လိုလိုက်ရှင်းပြပြီးမှဈေးရောင်းရတာမလို့ပါအပြန်ကကြတော့လည်းယွန်းတယ်လေးတွေရောင်းပါတယ်စိတ်နှစ်သက်တာလေးတွေ့ရင်လည်းအားပေးပါဦးလို့ ဒီဖျားကြီးကိုတဲတဲ့အလောင်းကြီးသူမီးရဒီဖျားကြီးတစ်ခုလုံးကိုဒိတ်ထမီးရလက်ရဆန်းသွားပါတယ်တမယံကြီးဖျားကိုတဲတဲ့သားတော်တဲတဲ့သူမင်းကနေပြီးတော့ခေယိုဒီဖျားအတွင်းထဲမှာကောင်းတဲ့ပြစ်တက်ပြတာပါသူကအကူမင်းရှင်စိုးကိုကြတော့လေမမ မင်းရဲ့နောက်မှာဘီးအောင်မင်းတရားရထိုင်ထိုင်ပြုပြင်ထားတာမလို့တကားရဲ့သက်တမ်း1900ဘုရားရဲ့သက်တမ်း1900ဘုရားနည်းရပြင်ဆင်ပါခုကတော့အမတ်တရလက်ဆောင်ရိုးတယ်လေးကောင်းမှာဖြစ်ပါတယ်ရိုးတယ်လေးတွေရောင်းတဲ့အန်ဒီကပန်းကနုတ်လေးတွေဘလို့ထိုးလဲဆိုတာရှင်းပြပေးနေပါတော့အရန်စိတ်ဝင်စားဖို့ကောင်းတယ်အန်ဒီကလည်းအရန်စိတ်ရှိတာပဲဒါပန်းမလို့လုံးမှာပေါ့နော် ညွန်းထိုးပြရတယ်အဲ့အောက်ကတက်တာလားဟွာညွန်းလုတ်တဲ့ဟာအဲ့ပေါ့အသားပေါ့ဒါဥမာပုတ်ဖက်ကလေးတွေလေဒီလေးတွေထိုးရဟုတ်ကဲ့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 လေးရှိတယ် ဟုတ်ကဲ့လေဟုတ်တယ်တာကော်ဖီတောင်းလို့ကော်ဖီတောင်းလို့ဟာအဲ့လိုလေးဖြစ်သွားတာအဲ့ခွေဘယ်လောက်လဲလာပါတာသမီးတို့ဝန်ကြီးတာကြားဒီရုံးဆုံးအောင်လေးရာခင်တို့ဝင်လိုက်တာပေါ့နော်ပကံအပြန်အမှတ်တရလက်ဆောင်နေခင်တို့အိမ်မှာထားမှာဖြစ်ပါတယ်အန်တီကြီးကလည်းစိတ်ရှိရှိနဲ့ရှင်းလင်းရှင်းပြပေးတယ်ဟာဈေးလေးလျှော့ပေးရပေါ့နော်ဒါခင်ဝင်လိုက်တဲ့ပစ္စည်းလေးပါဒီလိုလေးအင်း ช่ไหมครับต้องการระยะเฉลี่ยค่ะเหนในปีอายาเลยเนี่ยคุณดูตั้งใจดูเอาเดี๋ยวมาพูดเนี่ยคุณดูตั้งใจอืมเออขนาดอะไรเราชอบเหมือนเรื่องนี้ฟังอ๋อเลยดูเหมือนเนี่ะ ဒါကြတော့လောကပါလာနာမည်တော့အိမ်ဒီမှာဆောင်းရင်တော့လက်လက်ပါဝင်နေတော့ရန်နေပါရင်းနေတော့လေဒါကျွန်တော်ဟိုရင်တော့ငယ်သမိုင်းလေးရှိပေါ့တကယ်လို့သူကဒီစင်နဲ့သူချင်းသိနေရန်တက်မယ်ဆိုလို့ရှိရင်သူဟင်းဝနာတောင်းတဲ့တော်ရီတစ်ခုလုံးပြည့်စည်သွားတယ်သရဝါလေးကုန်သိကြီးကုန်ပါလို့ဒါမျိုးလို့သူတို့နှစ်ဦးလုံးသူတောင်းပါနေပါလေအဲဒီမှာဒီလောကပါလာနာကတန်ရစီလိုက်သူစီးနေဝါနေပြီးသူရဲ့စောင်းတောင်းကြပြီးဒါသူပြေးနေသွားရင်ပုံပြတာအိမ်ဒီမှာဆောင်းလို့ရှိရင်သူလက်လက်ပါဝင်နေရန်နေပါရင်းနေတယ်ပေါ့ဒါကျွန်တော်ကသူသမိုင်းနေပါလားလောကပါလာနာတဲ့ရပါဒါလေးကြတော့ပကံလေးအင်း ဒါရတဲ့တော့ဆင်းကောင်နဲ့တော့ခေါင်းခွန်းလောက်မိခွန်းမိခန္ဓာကိုယ်ကျတော့ဆင်းခန္ဓာကိုယ်ခေါင်းကျတော့နှာခေါင်းအဲ့ဒါပါပါဒါအဲ့ဒါရိုးရိုးဟိုရိုးရိုးတဲနဲ့တဲမပါဘူးတဲဒါရိုးရိုးတဲဟိုရွှေမပါတာဒါပါတဲပေါ်မှာတော့ရှိအဲ့ဒါတဲပေါ်မှာရှိအဲ့ဒါကျတော့ဟုတ်တယ်တူရကြတော့ဘယ်လောက်လဲ3000ကအဲတော့လည်း3000ပဲဒီဒီမြရတယ်ဒီလိုသေးပစီဆိုဒါမျိုးလေးဆိုတော့10000တိတိမြရပါလေဒီလိုသေးပုံမှာရွှေနေဆိုလို့ရှိရင်တော့2000ပဲလက်ရပုံမှာမူနေတာကိမတ်ကဲနော်ဒီလိုရွှေရပုံမှာဟုတ် ရှင်ရတော့မီးထွင်းရလာတာပါညဘက်အိမ်ဒီမှာမောင်းအမောင်းနေတယ်မလေးမီးလင်းလာတယ်ဟုတ်ကဲ့တမန်ရင်းပြန်ရှင်းနေရှင်းနေကြည့်တယ်ပြခုနကတွေ့တယ်ဟိုမှာလားဟိုတတိလားဟုတ်ပါဘူးအခုကတော့ဓပုံရိုက်ဖို့ပဲပေးနေတာပေါ့နော်ဒီလိုပုံလှလှလေးတွေအများကြီးရခဲ့တယ်အခုခင်တို့ရောက်ရှိနေတဲ့နေရာကတော့ပကံမရှိခိခတဲ့ဟာနန်းတော်ကြီးရှိရတဲ့နေရာပဲဖြစ်ပါတယ် ဒီနန်းတော့ຢာကြီးတဲ့လေဝင်ရောက်လေ့လာဖို့တော့ကတယောက်ကို3000ကျန်တုံးပေးရပါတယ်အရှိမှာတော့ခင်တို့တခြားမြိုက်ပြလိုက်တော့ဘောနော်ဘာလို့လဲဆိုနေ့လေလေရောက်နေပြီဆိုတော့နေလေအရန်ထိုးနေရတဲ့အထဲရောက်မှာပဲအာဗီဒီယိုလေးရိုက်ပြီးရောရှင်းပြပေးနေရပဲဖြစ်ပါတယ်ရှင်တွေ့ရရှင်းပါရှင်းပါခင်ဗျာခင်ဗျာလိုက်ရှာနေရအောင်

ဒီပြကြီးရဲ့ပုံစံကိုသိချကြည့်ရင်တာမန်စီတီတော်ရီလိုမဟုတ်ပဲငါးမြောင်းပုံငါးမျက်နှာပုံစံတွေ့ရပါလိမ့်မယ်။ဒီဓမ္မရဇကငါးမျက်နှာစီတီတော်ဘုရားကပဒကပါမှာပွင့်တော်မူမယ်ဘုရားငါးစုကိုရည်ရွယ်ပြီးရောတည်ထားတာလို့လည်းသိရပါတယ်ရှင်။မကြီးတောက်လို့ရတယ်။တောက်ရဲ့။ဟာဟိုတယ်ဘယ်လိုလဲဟိုတယ်တော့သိချမရသေးတယ်နော်။အင်း။အမရဖြစ်တော့သူလား။ရဖြစ်မှာပါ။အဲ့ဒါလိုက်အောင် Tamaya sari ya de. Tamaya sari ya. Tamaya sari ya. Kau ni. Dia pun kan jauh ah. Tamaya sari. Kamu tahu tak? Ni ada apa? 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 ခင်ဤဖိတ်စည်းတာဒီပကံရောက်မှာပထမဆုံးစီးဘူးတာပေါ့နော်အခင်တို့ရန်ကုန်မှာဆိုရင်ဆိုင်ကယ်လည်းမစီးဘူးဘူးဘက်ထရီဘိန်းဆိုလည်းတစ်ခါပဲစီးဘူးတာပေါ့နော်ဒါကြောင့်စီးဘူးတယ်ရှိရလို့ခင်ထွန်းကြည့်ခဲ့ရပေါ့နော်တော်တော်လေးကိုမှစိတ်လှုပ်ရှားပြီးရောရင်ခုန်မှုကောင်းခဲ့ပါတယ်ပျော်လဲပျော်ဖို့ကောင်းတာမို့လို့ပကံရောက်တဲ့ခါကျရင်ဤဘက်ကိုထွန်းကြည့်ခဲ့ပါနော် ။ e-bike ကိုမစီးတတ်ဘူးဆိုရင်လည်းဟိုတယ်ကဝန်ထမ်းနေနဲ့ရော e-bike ဆရာတွေကလည်းတရားလေးသင်ပေးပါတယ်နော်။ဟိုရှိမှာတော့ကျမလေးတဲလေးတွားတွေ့ပါပြီအဲ့လေးဝယ်စားတော့။ကျမလေးတဲကိုအမိလိုက်ပါမယ်။အမိလိုက်ပါဟိုရောက်စားပါ။အဲတို့တွားနေဟိုမှာဘကမှာဒုတဲ့အကြီးဆုံးဟိုမှာတွေ့ရတာ။ဟုတ်တယ်တမန်ရည်။တမန်ရည်ဟိုမှာ။အဲ့ဒီတော့မှာပါ။ တဲ့အကြီးဆုံးရေးပါဆုံးနေရာတနေရာကိုရောက်ရှိလာပြန်ပါပြီ။ဒါကတော့တမန်ရည်ကြီးဖရာပါ။ပကံမှာရှိတဲ့ဖရာတွေထဲမှာထူးမှတမန်ရည်ဆိုရဲဆိုရိုးတိုင်းထူးတယ်အကြီးမားဆုံးဖရာလို့ပြောရမှာပါ။တကယ်ကိုခံညာထဲဝါလုံးလှပါတယ်ရှင်။ဒီဖရာရဲ့တမန်ကတော့စိတ်ဝင်စားစရာကောင်းသလိုနည်းနည်းကြမ်းတမ်းတဲ့အပိုင်းလေးပါပါတယ်။ နရသူမင်းကြီးကသူ့ရဲ့အဖြစ်တွေဖြေပြဖို့အတွက်ရှည်ရွယ်ပြီးဒီပြားကိုတည်ထားခဲ့တယ်လို့လည်းသိရပါတယ်ရှင်။ ကဲဒီနေ့တာခီးစီရဲ့အကောင်းဆုံးအချိန်ကိုရရှိလို့လာပါပြီခင်တို့အခုသွားနေတဲ့နေရာကတော့ပကံရဲ့နေဝင်ခြင်းအလှဆုံးနေရာတစ်ခုဖြစ်တဲ့ပကံမျိုးစင်စီကိုပါပဲ ြင်ကြီးပဲထင်တယ်တိတ်တော့မမြင်ပါဘူးညမ်းမြင်ပါဟုတ်တိုက်နေဝင်စည်းစာကိုကြည့်ဖို့အတွက်ဒီမျော်စင်ရဲ့ဝင်ကြီးစင်းနှုတ်လေးရကတော့လူတယောက်ကို၃တောင်းချက်ပါရှင်။မျော်စင်ပေါ်ဆုံးကိုရောက်ဖို့အတွက်ဓလိကတဆင့်နေစီရရနော်။ န်းလေးကစီးလိုက်ပြီးတော့အမ်ဒီနေရာရဲ့အလွှာတော့တကြမမှတ်မိတော့ဘူးရှစ်လွှာလားဆယ်လွှာလားမသိဘူးဒီကနေမှ30လေကားနဲ့30ပြန်တက်မှာပေါ့နော်ဒီကမှန်မြင်ခွင်းရလေးတော်တော်လေးကိုလှရသေးလားဟိုကအဝိုက်ပုံစံမျိုးလုပ်ထားတာလေလုံးဝရင်သက်ရှုမိုးပဲလုံးဝခံစားစမ်းမယ် မှန်ကန်ကမြေခွင်းတွေကိုအဝါချီပြီးတော့အပေါ်ထက်ကိုတက်ပါတော့မယ်။မြေဝချင်းကြည့်ဖို့ဆိုရင်ဒီလီကအနေအပေါ်ဆုံးတက်ကိုတက်ရမှာပေါ့နော်။အရန်ကြီးတော့မတက်ကြဘူးသူကလေလေကားနှစ်ထပ်စာလောက်ပဲဒါပေမဲ့နည်းနည်းလေးတော့ချင်းပါတယ်။ကဲရောက်ပြီအပေါ်ဆုံးတက်ကိုဒီအပေါ်ကနေပကံမျိုးအောင်တစ်မျိုးလုံးကိုကြည့်ရမှာပါ။ လာပါရှူခင်းလာပါဟုတ်ပါဟုတ်ပါအားရမမြင်ရတယ်လားအားရဒီမှာလေးဒီမှာလေးဒီဖို့မမြင်ရတယ်မမြင်ရသေးကြောက်လို့ဒီကအားရမရအားရနေလုံးကြီးကဘုရားပုရောဟိတ်တော်တွေဘွားနေဖြည်းဖြည်းချင်းချဆင်းသွားတယ်မြင်ခွင့်ရရှင်သက်ရှုဖို့ဝဲကောင်းလို့တော့စကားလုံးနဲ့တောင်ဖော်ပြလို့မရဘူး ညစင်းလာပါပြီဆန်ဆန်ကြီးမိုးလေးချို့တော်မယ်ဆိုတော့ညစာစားဖို့အတွက်ညစေးတောင်သွားနေရပါတော့ဒါပေမဲ့ညစေးတောင်သွားတဲ့ဘလော်လေးရတော့မပါလိုက်ဘူးပေါ့နော်ခင်းရဖုန်းကအားကုန်သွားတော့လေအခုပြောပြပေးသွားမှာကအလုံးသိချင်နေကြတဲ့ဤပိုက်စိန်နှုံးလေးပေါ့နော်ဤပိုက်စိန်နှုံးကကြတော့အနေကုန်မနှမ်း ခုနှစ်နိုင်ကနေညာ6နိုင်လောက်ထိပေါ့နော်ခင်းလို့စီရအဲ့ဒါနေကုန်လုံးစာဆိုရင်2000ခွဲပဲကြပါတယ်အတာကတစည်းစာပေါ့နော်လူနှစ်ယောက်စာမဟုတ်ဘူးတစည်းစာကို2000ခွဲပဲကြပါတယ်ပြီးတော့ခင်းမိသားစုတွေကကြတော့တုတ်တုတ်နဲ့လေတာပေါ့နော်တုတ်တုတ်ကကြတော့တနေကုန်လုံးစာဆိုရင်6000ခွဲကြပါတယ်ရှင် နောက်ဆုံးတစ်ခုကကြတော့ခင်တို့တဲခုဖြစ်တဲ့ဟိုတယ်ဈေးနှုန်းလေးပေါ့နော်ခင်တို့ဘယ်ဟိုတယ်မှာတဲရလဲဆိုတော့ တံပဲပြိုးပကံဆိုတဲ့ဟိုတယ်မှာတည်တာပါရှင်။သူကတော့တယောက်ခန်းကို6000ခွဲကြတာပေါ့နော်။အခုကအခုရက်ပိုင်း discount ရထားမလို့6000ခွဲပေါ့နော်။ပုံမှန်ရက်တွေဆိုရင်တော့8000လား8000ခွဲလားမသိဘူးကြားရရှင်။အာခင်တော့ကတော့အာတံပဲပြိုးအခန်းယူပါပေါ့နော်။ garden view လည်းရှိရယ်။ခြေကူးကံလည်းရှိတယ်။ breakfast လည်းကျွေးပါတယ်။ ကဲတည်ချင်တာလဲတည်ရပြီပြီဆိုတော့ဒီလော်လေးကိုဒီညမှာပဲအဆုံးသတ်လိုက်ပါတော့မယ်နော်လော်လေးကိုပြီးဆုံးအကြည့်ပြီးရတဲ့အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်နောက်လာမယ့်ဘက်ထရီမှာစိတ်ဝင်စားစရာကောင်းတဲ့နေရာတွေကိုကောင်းမှပြုလို့ဒီဗီဒီယိုလေးကို like and subscribe လေးလုပ်ပြီးတော့ဆက်လက်ဆောင်ကြည့်ပေးကြပါဦးရှင်။အားလုံးကျေးဇူးအများကြီးတင်ပါတယ်ရှင်။ Bye ။